ထိုင်းမြန်မာနယ်စပ်အပြင်ပြည်နယ်မြောက်ရီတောင်ဘက်ကကနဲလီတက်စကန်ကိုမနေ့ကမေလ28ရက်ညပိုင်းမှာ KNU နဲ့ပူးပေါင်းတပ်ကတိုက်ယူလိုက်တယ်လို့တရင်စစ်ရဲသတင်းမြတ်တူကပြောပြပါတယ်။နယ်စပ်မြန်းနားမှာရှိပြီးဝေါ်လင်မြို့ရဲ့အရှိန်မြောက်ဘက်မှာရှိတဲ့ကနဲလီတက်စကန်ကိုပြီးခဲ့တဲ့ရက်သက်တပတ်မေလ21ရက်မှာ KNU ကစတင်တိုက်ခိုက်ခဲ့ပြီးရှစ်ရက်အကြာမှာစကန်ကိုသိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။စကန်နဲ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်50ခန့်နယ်စပ်ကိုဖျက်ပြီးထိုင်းဘက်ကိုထွက်ပြေးသွားကြတယ်လို့ ဇယင်းမြတ်တဦးကပြောပြပါရယ်မြောက်ရီမြို့တောင်ဘက်ဒေါနာတောင်ရဲ့အရှိချမ်းဝေါ်လီဒေတာကနေဆက်မြင်းတစ်ချောင်းမှာတက်ဆွဲထားတဲ့ဝေါ်လီကနေလေးဘလက်တို့မော်ခီးနဲ့သေဘောဖို့တက်စကန်တွေကိုသိမ်းယူဖို့ KNU ကမေလာတရဘက်ကစတင်ပြီးတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။မေလာ23ရက်မှာတော့ဘလတ်တို့တက်စကန်ကို KNU ကတင်းယူနိုင်ခဲ့ပြီးဒေဘောဘိုစကန်ကိုလည်းဆက်လက်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ဘလတ်တို့နဲ့ကနယ်လေးစကန်တွေကြာသွားပေမဲ့ KNU တပ်မဟာ6စစ်အေးလှရှားရနေမြေမြောက်ရီမြို့တောင်ဘက်ခြံဝေါ်လီဒေသထဲမှာ စစ်ကောင်စီတပ်ရဲ့ desk gun တွေအနေနဲ့ဝေါ်လီပြူဟာဒေဘောဘူဝါမီထားဥပရထမော်ကီ desk gun တွေကြန့်ရှိနေတယ်လို့သိရပါတယ်ရှင်။